လူချင်းတာရရှိဖို့အတွက်ဘာလုပ်ရမလဲအဲ့ဒီလူချင်းတာတွေကိုရရှိဖို့ရာအတွက်ရစေနိုင်တဲ့အကြောင်းတရားကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ဆိုလိုတယ်ငွေလိုခြင်းငွေရတဲ့နိလန်းရှာတာပဲမဟုတ်လားကျိုးရွတ်တယ်ပဲဆိုရင်အစာအာဟာရစားခြင်းစားလို့ရတာကိုရှာကြရတာပဲလေအဲ့တော့မြတ်စွာဘုရားက အခုလူချင်းစရာကောင်းတဲ့အချက်တွေနဲ့ပတ်သက်ပြီးတစ်ခုချင်းတစ်ခုချင်းရှင်းပြသွားတယ်အဲ့ဒါကိုမှတ်သားဖို့လုပ်တယ်ပေါ့နော်နံပါတ်1အသုံးဆောင်ပစ္စည်းစီးပွားဥစ္စာငွေကြေးတနာဓာတ်တွေကိုရချင်တယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဥဋ္ဌာဏအနာလတယံ မင်းမပြေးနဲ့တဲ့ကြိုးစားပြီးရှာဒါရခြင်းအကြောင်းပဲနော်မပြေးနဲ့ကြိုးစားပြီးအထုံးပစ္စယဇာတိတိုးတက်ခြင်းနဲ့အိမ်ကောင်းကောင်းနေခြင်းနဲ့ရင်ကောင်းကောင်းစီးခြင်းနဲ့အလုပ်ကြိုးစားအလုပ်ကြိုးစားရရလာမှာပဲသူတို့ဆိုလို့ဥဋ္ဌာဏသူများတဲ့ကြိုးစားတယ်နော်သူများတဲ့ကြိုးစား အနာလတ္တယမပြင်းဘူးပြင်းတယ်ဆိုတဲ့လူကပါတော့ဆိုမနဲ့အိယာထားရင်လည်းစောစောမထားဘူးပြင်းတယ်ရှားတိဝုဒ္ဓအေးလို့ရှင်လည်းအေးလို့ဆိုအလုံးမသွားခြင်းပူရင်လည်းပူလို့ဆိုပြီးအလုံးမသွားဘူးထမင်းစားရင်လည်းထမင်းစားလို့ဆိုပြီးတော့အလုံးမသွားဘူးဒါပြင်ထမင်းကျွေးလိုက်လို့ဝါသွားရင်လည်းဘိုင်လေးသိလို့ဆိုပြီးတော့အလုံးမသွားဘူး သူ့မှာစင်ကြီးတွေနဲ့ကြည့်ပဲစောလွန်သေးတယ်မိုးချုပ်သွားပြီထမင်းမစားရသေးလို့ထမင်းစားလို့ပိုက်လေးသွားပြီအိတ်ချင်သေးတယ်ဆိုတော့အဲ့ဒီလိုအကြောင်းပြတွေနဲ့လုပ်ငန်းတစ်ခုကိုပြည့်စုံအောင်မလုပ်တဲ့ပုံကမျိုးဟာစီးပွားဥစ္စာမရနိုင်ဘူးညစောပြဟောတယ်ဒီထဲမှာပေးရင်ဆရာသွားမေးပြီးတော့စီးပွားဥစ္စာရှာမယ်ဘယ်ရောက်ပန်သွားရမယ် ဘယ်ဘယ်လို့အစင်းရောင်ဝတ်သွားမယ်ဆိုတာတွေမပါဘူးเนาะဒီချိန်မှာမပါဘူးမြတ်စွာဘုရားကဗာပြောဥဋ္ဌာဏအနာလတယံမပြင်းမီကြိုးစားအထောက်မှုသည်ရှိပါဥစ္စာတွတ်တခြင်းအကြောင်းဖြစ်သည်ဒါကြောင့်မို့လိုချင်တာရဖို့အတွက်အကြောင်းတရားဟာဒါပဲဒါဆိုရတယ်နောက်တစ်ခုကလှကျင်တယ် လှချင်ဘာလို့ရမလဲဆိုမန္တနာဝိဘူတနာတဲ့လှအောင်ပြင်တတ်ရမယ်ခုနလောက်ထီအောင်လှုပ်ဆရာတော့မလိုပါဘူးအဝတ်စားလှလှလေးဝတ်စတိုင်ကြကြခေါင်းဖီးနော်ကိုယ်နဲ့လိုက်ဖက်မဲ့အရာတွေနဲ့လှုပ်လှအောင်တော့လှအောင်နေထထိုင်တတ်ဖို့တို့ရတဲ့ပေါ့အဲ့တော့တချို့ကဖြစ်သလိုနေတာရှိတယ်မြန်မာနိုင်ငံကို အင်္ဂလိပ်တွေဗြိတိရှားတွေလာပြီးတော့အုပ်ဆိုးတဲ့အချိန်မှာတခါကြီးတယောက်ကပြောဘူးတယ်ဒီအင်္ဂလိပ်လူမျိုးတွေဟာသူတို့နိုင်ငံမှာတော်ရော်ဝတ်တော်ရော်စားတဲ့ကောင်းနေတဲ့ရှိတဲ့နေကြတယ်သို့တော့ဗမာပြည်လာတဲ့လူတွေကြတော့ဗမာတွေအထင်ကြီးအောင်လို့ဆိုပြီးတော့ဆိုပင်လေးကိုပြိနေအောင်ဖီးတယ်နော်နိုင်တိုင်းနဲ့အဝတ်နဲ့ပိုးချင်းနဲ့ စတိုင်ကြကြနေပြတယ်အထင်ကြီးအောင်လုပ်ထားတယ်ဒါကြောင့်မို့အဲ့ဒါလဲလိုတော့လိုအပ်တာပဲရုံသွားပြီးရုံတက်ပြီးဆိုရင်စတိုင်ကြကြတက်ဖို့လိုတယ်လို့ဆိုရင်ဘော့စ်ကတောင်းရောဝတ်လာတဲ့ဆိုရင်ရုံကလူတွေလေးစားမှာမဟုတ်ဘူးเนาะအဲ့ကြောင့်မို့ဘာပဲဖြစ်ဖြစ် तू ကမန္တနာဝိပုဒနာပြင်းပြင်းစင်စင် အလှပြင်းပြီးတော့ နေထိုင်ရမယ်အဲ့ဒါဟာအစင်းလာခြင်းအကြောင်းပဲအိမ်မှာလဲတတရရပြင်းစင်းနေနေတယ်စားတဲ့နေရာမှာလည်းပဲတတရရတန်တန်ရှင်းရှင်းနေတယ်ပြင်းပြင်းစင်းစင်းရှိတယ်ကိုနေတဲ့ဝင်းချံလည်းပဲအမိုက်တဲ့ရည်ရှုပ်ထွေးမနေပဲနဲ့တပင်လေးတွေပန်ဟိုးလေးတွေနဲ့လှလပဝနေတယ်ဒါမန္တနာဝိပုဒနာ ဒါလည်းကုံသိခါတစ်ခုပဲเนาะဒီတိုင်းနေပြီးတော့လှကျင်လို့မရဘူးပြင်ဖို့စင်ဖို့လိုအပ်တယ်